ကဲအမျိုးတို့ကြီးဒီနေ့ကျွန်တော်တို့ရေအားလုံးပါပေါ့နော်စာအုပ်တွေလူဟောင်းတွေပေါ့73ရင်းနဲ့လာပါတယ်2015မှာသက်တမ်းကုန်မဲ့လူတွေအတွက်ကိုလူဟောင်းပုံစံနဲ့သက်တမ်းတိုးလာတဲ့လူတွေရက်60ထုရမယ်ဆိုတဲ့ကိစ္စရယ်ထုလို့နောက်ကျသွားရင်ကြော်သွားတယ်ဆိုလို့ရှိရင်ဒဏ်ငွေဆောင်ရပါတယ်ဆိုတဲ့ကိစ္စရယ်နောက်တော့နံပါတ်2အချက်ကကြတော့ကျွန်တော်တို့ဒီ73ရင်းနဲ့လာပါတယ်2015မှာသက်တမ်းကုန်တဲ့အဖွဲ့တွေကအဲကျွန်တော်တို့အမျိုးတွေနေနေပေါ့နော်အဲ့ဒီအဖွဲ့အတိုင်းသွားရင်ကောင်းမလားဒါမှမဟုတ်ဝိုင်းပြီးတင်ပြီးတော့ စာအုပ်တွေဟိုဗီဇတွေထည့်ပို့ပြီးတော့မြန်မလားနောက် VIP ကရောအခုပိတ်တော့မလားဆိုတော့အခုလောဆယ်ဒီ3လပိုင်းထဲမှာပဲပိတ်ဖို့အလားအလာရှိပါတယ်ဒါ VIP ဆိုတာလည်းနားလည်မှုနဲ့လုပ်ကြည့်တာဖြစ်တဲ့အတွက်ကြောင့်ဒီ video file ဒီအရေးကြီးတဲ့အချက်နှစ်ချက်ကိုကျွန်တော်ဒီကထားပြီးတော့ထောက်ပြပြီးတော့မှဖြစ်ပြီးတော့အလင်းနဲ့ပြပြီးတော့မှဖြစ်ပါတယ်နော်အဲ့တော့ဘာလို့ဆက်လုပ်ရမလဲဆိုတာကိုဒီ video ကြည့်ပြီးတာနဲ့အားလုံးနားလည်သဘောပေါက်မှဖြစ်ပါတယ်ဗီဒီယိုကို AACC ကြည့်ပါအချိန်ယူပြီးတော့ကြည့်ပါမိနစ်ပိုင်းပဲကြာမှဖြစ်ပါတယ်နော် ဟုတ်ကဲ့နံပါတ်1တစ်ချက်ကျွန်တော်ပြောချင်တာကသက်တမ်း73ရက်နေ့2လပိုင်း2015မှာသက်တမ်းတိုးရမယ့်အဖွဲ့သက်တမ်းတိုးမယ့်ဖွဲ့တွေပေါ့ဗျာနေလေးတွေတင်ထားတယ်တင်ထားပြီးတော့နေလေးတွေမကြသေးဘူးဒါပေမဲ့နေလေးတင်ထားကြောင်းစာရွက်ကတော့ထွက်လာတယ်နော်နေလေးမကြသေးဘူးနေလေးတင်ထားကြောင်းစာရွက်ဆိုတာဘလို့စာရွက်ကိုပြောတာလဲကျွန်တော်ပြမယ်ဒီမှာကြည့်နော်ဟောဒီစာရွက်ကိုပြောတာဗျာနော်ဟောဒီစာရွက်ကိုပြောတာဖြစ်တယ်အဲဒီတော့ဒီစာရွက်ဒီမှာကြည့်ဒါကနေလေး ထင်နာပြီးပြီဒါပေမဲ့နေလိကမကြသေးဘူးဆိုပေမဲ့လည်းဟိုအတီမပြုတ်သေးပေမဲ့လည်းကျွန်တော်တို့တင်ထားပြီးဖြစ်ကြောင်းဆိုတာကိုကွန်ပျူတာတွေကနေပြီးထုတ်လို့ရတယ်အဲ့ဒီစာရွက်လေးကပါမသာနေရက်60ရာထုတ်လို့ရမှာဖြစ်ပါတယ်နော်ဒါကျွန်တော်ပြပြတာနော်အဲ့တော့ရက်60ရာဘယ်လိုမျိုးတွေလဲဒီမှာကြည့်အာရက်60ဆိုတာဒီဒီလိုမျိုးပြောတာဒီစာရွက်ကိုပြောတာပါဏမပိုင်အနေနဲ့ပေါ့နော်ဒါရက်60ဒါဆိုရင်မနေ့တော့ပါတော့ကျွန်တော်ညီလေးတင်လာတဲ့ပို့လေးတစ်ခုကိုကျွန်တော်ပြန်ယူပြီးတော့ပြန်ပြီးတော့ဒီတာပုံလေးယူပြီးတော့လာပြပေးတာဖြစ်ပါတယ် ။ဟာဒါက31ရက်နေ့မေလ9လပိုင်း2025အထိကိုဒါရက်60ထုထားပေးတာဖြစ်ပါတယ်။ဟုတ်ပြီဒီရက်60ကိုနောက်ကျပြီးတော့ထုသွားတယ်ထုတာအာရက်လွန်သွားတယ်ဆိုရင်တော့ခုနကပြောတဲ့အတိုင်းပဲကျိုးရ900အထိတယ်2000အာ900အထိတယ်1000အထိတယ်ကိုကကိုသွားပြီးတော့ထုတယ်ဆိုလို့ရှိရင်ဝယ်စားနေပြီးအဲ့ပြီးတော့ထုတာပဲဖြစ်ပေါ့2000လည်းမကျော်တော့ဆိုတော့300လည်းဖြစ်ကောင်းဖြစ်မယ်900ဖြစ်ကောင်းဖြစ်မယ်ဒါကလောက်ထားမှာအပိုင်းဖြစ်ပဲဖြစ်တယ်ဝီဇာမရှိပေမဲ့လည်းဝီဇာတော့ဟိုဘယ်လိုပြောမလဲတက်တန်းကုန်သွား ဒါပေမဲ့ရက်60ထုနေရတော့အားကြောင့်လေဆိုတို့ဖြေလျှော့တာပြီးတာဖြစ်တဲ့အတွက်ကြောင့်နော်ကျွန်တော်တို့တွေကလည်းကင်တွေတဲ့အခါမှာလည်းဘယ်ဟာနဲ့တွဲကင်အောင်လဲဒီနေလေးနဲ့တွဲပြီးတော့ကျွန်တော်တို့ကကင်ထားကြရမှာဖြစ်ပါတယ်နော်နေနေဒီတင်ထားကြောင်းဆိုင်ရွက်ဆိုရအောင်ဒီဆိုင်ရွက်အေးရွက်နဲ့ဒီစာအုပ်နဲ့ရှိမှသာဒီရက်60ရထုပြီးတာဖြစ်ပါတယ်နော်ဒါတချို့တော့အများစု နေရာတွေပါနော်ဟုတ်ကဲ့ဒါတွေကโอเคဒီအပိုင်းမှာငါကြတော့ဒါကျွန်တော်တို့မျိုးရီနေနဲ့အဲနားလဲသဘောပေါက်ပြီးထင်ပါတယ်ဗျာနော်ရက်60ထုတယ်ဆိုလို့ရှိရင်မကြော်စီမဲ့ နော်ပုံမှန်တိုင်းသွားထူပါထူရမှာကတော့အခုကျွန်တော်ပြတာပြီးတဲ့အဲနေလေးတင်ထားကြောင်းဆိုင်ရွက်လေးဒီဆိုင်ရွက်လေးကိုယူပြီးတော့အဲကျွန်တော်တို့ကိုတင်ထားတဲ့တတိယပွဲစားလေးပေါ့နော်အဲ့မှာနေပြီးတော့ပြန်တောင်းပြီးတော့ဒီစကေရှော့တွေပဲရိုက်ထားတာဝင်ပြီးအဲ့ဒါယူလို့ရပူစေထူလို့ရတယ်ထူလို့ရတယ်โอเคဒါကတော့ပထမအပိုင်းရ90နဲ့ပတ်သက်ပြီးတော့ပြီးသွားပြီဒုတိယအပိုင်းအဲဒုတိယအပိုင်းကကြာတော့ကျွန်တော်တို့တွေအားလုံးကလူတစ်တွေပေါ့နော်အဲလူတစ်တွေကကြာတော့အဲကျွန်တော်တို့တွေအကုန်လုံးကစင်းရပိတ်သွားပြီ ရင်တော့ဆိုမယ်လေအခု VIP စနစ်နဲ့တင်လို့ရနေတော့မယ် VIP စနစ်ဆိုတာလည်းအချိန်တိုင်းဖွင့်ပေးနေတာမဟုတ်ဘူးသူတို့ဖွင့်ကြတဲ့ချိန်ဖွင့်ပြီးတော့ပိတ်ကြတဲ့ချိန်ပိတ်မှဖြစ်တဲ့အတွက်ကြောင့်နားလည်မှုလေးနဲ့သူကလမ်းကြောင်းလေးတခုဖွင့်ထားပေးတာဖြစ်ပါတယ်အဲ့ဒီတော့ကကျွန်တော်တို့တွေကအများဆုံး VIP တင်ရမယ့်အခြေဖြစ်တယ်ဘာအထောက်အထားမှမရှိတဲ့လူတွေအဲ့တော့ဒီထဲမှာခုနကျွန်တော်ပြောသွားတယ်ဒီစာအုပ်အဟောင်းနဲ့အရင်တော့ကျွန်တော်တို့ဒီလူဟောင်းပုံစံနဲ့တက်တန်တိုးတဲ့လူတွေကကြတော့နှစ်နှစ်တက်တန်ရမယ် เนาะสร้างနိုင်လို့ရှိရင်ပေါ့เนาะအခုချိန်ထိကတော့မြန်မာဘက်ကနေပြီးတော့ဘယ်နည်းအတီးပြုတ်မဲဆိုတာကိုမထွက်လာသေးဘူးเนาะမြန်မာအထိုင်းဘက်မှာတော့ဒီအတီးဟိုဇာရွက်ပဲတင်လိုက်လို့ရတယ်ဇာရွက်တင်လိုက်ပြီးဖြစ်ကြောင်းဆိုတဲ့အခုကျွန်တော်ပြတာဒီဒီဒီဇာရွက်တွေပဲဒါလေးပဲကြားတယ်ဥက္ကူရိုက်ထုတ်ရတယ်ကြားတာတော့မဟုတ်ဥက္ကူရိုက်ထုတ်ရတာပေါ့ဗျာဒီဇာရွက်တွေကအဲ့တော့ရှေ့ဆက်ပြီးတော့တော့ဟိုအခုတော့ဟိုတနေ့တော့ဇာထွက်လာတာတွေ့တယ်ဟိုညာအလုပ်ရမယ်လုပ်ငန်းစဉ်တွေပေါ့ဘာပါမေးတယ်တောင်းလိုက်လုပ်ငန်းစဉ်တွေတော့လုပ်နေပြီဒါပေမဲ့ဒီမှာတော့အတီးမပြုတ်သေးဘူးအဲ့ဒါကြီးက အဲ့တော့ပြောကျင်တာကတချို့တော့သူတွေကဒါနှစ်နှစ်ရတယ်ဒါပေမဲ့လူသစ်တွေကကြာတော့ဗီဇာတွေပြောင်းထည့်တဲ့ခါကျရင်တစ်နှစ်ရအဲ့မှာပဲကွာတယ်လူသစ်နဲ့လူဟောင်းเนี่ยနော်လူဟောင်းကကြာတော့တက်တန်တူရင်နှစ်နှစ်ရတော့အချိန်တော့စောက်အောင်ပဲဘယ်ချိန်ဟဲပြီးမလဲဆိုတာတော့မပြောတတ်သေးဒါတော့နော်အချိန်ကမကြန့်ကြအောင်လက်ရှိလုပ်လို့ရတဲ့ VIP တွေကကြာတော့ဒါကျွန်တော်ဗီဇာကိုဟောင်းနေရှိတယ်ဆိုရင် VIP နဲ့တင်လိုက်တယ်တင်ပြီးတာနဲ့အဲဝတ်ပါမေးပါရွေးစစ်ပြီးနေတယ်ပါမှာ ဘယ်နဲ့ရဲမှမကြောက်ဘူးအဲ့ဒါတခါတည်းပေါ်ပါမင်းလေးကြောက်ပြီးတော့ဝီစားတယ်တခါတည်းထည့်လို့ရပါတယ်ဒါပေမဲ့တစ်နှစ်ပဲရမှာပေါ့ဗျာအဲ့အိမ်မှာကွာသွားအိမ်နှစ်ခုမှာအဲ့တော့ VIP တွေလည်းပဲခုနပြောသလိုညံနေတော့ယုံကြည်စိတ်ချနေပွဲစားနေဆိုရင်အလုပ်လို့ရတယ်အဲ့လုပ်ပြီးွားလို့ရှိရင်တော့ဒါကိုရစာအုပ်တယ်ပေါ့အမြန်လို့အမြန်ပေါ့ဗျာဒါမှတက်တန်ကတော့တစ်နှစ်ပဲရတာပေါ့တက်တန်တစ်နှစ်ဆိုဘယ်နဲ့နောက်နှစ်တွေမှာပြန်တက်တက်တန်ထပ်တိုးတော့ပေါ့ဘာမှတော့ပြဿနာမရှိတော့ပါဘူး နော်ကျွန်တော်တို့အမျိုးတွေနဲ့တူပါပေါ့နော်ခု loss ရတာဒါကျွန်တော်လာရောက်ထောက်ပြပေးရင်ဖြစ်တယ်ရ60ဘလို့ထုတ်ပါလေပြီးတော့လူဟောင်းတွေကလက်ရှိနေထိုင်ရကြာကြာတယ်အဲ့တော့လူသစ်တွေနေရာတွေမှာ VIP နဲ့ရောပြီးတော့တော့လှုပ်ချင်သလားပေါ့နော်ဒါအရင်လိုတဲ့လူတွေအတွက်ကိုပြောကြည့်မယ်ဖြစ်ပါတယ်နောက်တစ်ခုကတော့နိုင်ငံလေးတွေကတော့သွားလာတာလူတွေလည်းမလှုပ်သေးဘူးနိုင်ငံလေးဆိုတာဗီဇာလည်းမဟုတ်ဘူးဝတ်ပါမယ်ဟန်ဗီဇာလည်းမဟုတ်ဘူး passport လည်းမဟုတ်ဘူးဒါကသူတို့ယာယီပြေလျှော့တာပေးနေအလုပ်လုပ်နေကိုယ့်ရဲ့နေတဲ့နေရာဒေသမှာနေထိုင်ဖို့အတွက်ကိုပဲလှုပ်ထားပေးတာဖြစ်ပါတယ်နောက်ဒါလေးကိုတော့ကျွန်တော်တို့ကလည်းတက်တက် ပြီးပြီးတော့လိုတယ်အဲ့တော့ပထမအဦးဆုံးကတော့ခုနကကျွန်တော်ရှင်းပြသွားတယ်ရက်90အကြောင်းပြောသွားတယ်နံပါတ်1ကကျတော့ကျွန်တော်လူခေါင်းကြီးအဲကျွန်တော်တက်ကန်တိုးနာနဲ့ပတ်သက်ပြီးတော့လက်ရှိနေထားရတော့ပေါ့နော်ကျွန်တော်တို့အလုပ်ငန်းစဉ်ကိုပေါ့နော်အလုံးပြီးပြအောင်လုပ်လို့မရသေးဘူးတချို့တော့ဒါမြန်မာဘက်ကလည်းထိုင်းဘက်ကလည်းဒေါက်တာအစည်းအဝေးတွေထပ်လုပ်ပြီးတော့တို့အတီးပြုတဲ့အခါကျမှလုပ်ငန်းစဉ်တွေက MOU လုပ်ငန်းစဉ်ပုံစံကိုအဲတို့ကသွားတယ်ဆိုတဲ့အခါကျတော့နော်အဲ့တော့ မလို့လူတွေပဲဖြစ်ဖြစ်ပေါ့နော်စားလို့မနိုင်ဘူးစိတ်တွေညစ်တယ်ဟိုကဒီကမလို့ဘူးတစ်နှစ်ပဲရပါပဲရဦးရန်ပြီးကိုလှုပ်ချင်တယ်ဦးရန်ပြီးဘက်ကိုထွားညင်တယ်ဆိုတဲ့လူတွေဘက်ကတော့လှုပ်လို့ရတယ်ဆိုတာလေးကိုကျွန်တော်အားလျောက်ရှင်းပြပေးခြင်းပဲဖြစ်တယ်ခဲ့ဒီတော့တကယ်လို့ VIP နဲ့လှုပ်ချင်တယ် VIP နဲ့ယုံကြည်စိတ်ချရတဲ့လူတွေလှုပ်ချင်တယ်ဆိုရင်လည်းပဲမရမှာကကျွန်တော်အမြင်မြင်မေးနေကြတယ်ကျွန်တော်တို့အမျိုးကြီးဥမတော်မှာပွဲအသိတွေမရှိဘူးလားယုံကြည်ရတဲ့လူမရှိဘူးလားဆိုရင်တော့ကျွန်တော်အခုဗီဒီယိုရဲ့ comment အောက်မှာ Facebook မှာနော် Facebook အဲ page ရဲ့ အာ comment အောက်မှာကျွန်တော်ချတာပြီးမယ်ဖုန်းနံပါတ်နေနဲ့သူနဲ့ရုပ်ကြည့်စွာတွားလုံးလို့ရတယ်ဇေနုံနဲ့လူများတဲ့မကြည့်စရာဘူးလူကြီးစိတ်ချစွာနဲ့တပတ်အတွင်းမှာသူတို့အပီအုံနေပေါ့နော်နေနေပြီးကြအောင်သူတို့လှုပ်ပေးနေတယ်လို့သိရတယ်အဲ့ဒီအတွက်ကိုပေါ့နော်အဲ့တော့အမျိုးသူကြီးအချင်းချင်းနဲ့ပြန်လဲမျှဝေပေးကြရပြည်လဲပဲအဲကျွန်တော်ကလည်းအားပေးနိုင်တယ်လို့အချင်းနဲ့ကူညီပေးနိုင်ပါတယ်ခင်ဗျလူတွေအားလုံးကောက်ကြပါစေနော်မင်္ဂလာပါဗျာ